အောင်မြင်သွားတဲ့ BLG ကနေပဲကိုစွန်းတော်ဦးအစလဲဆွဲထုတ်လိုက်ပြီဆိုတော့ Louis Henry ဒါစရောက်လာတဲ့သူ့ရဲ့ဒါ200ရာဒီပဲရှိသေးတယ်မနစ်ကလည်း Bring Domestic Travel ရတယ် Bring Flight လည်းရတယ် Bring ဒီအမှတ်ပေးချန်ပီယံလည်းဖြစ်တယ် Bring Flight နှလုံးလည်းရဒီနှစ်လည်းအမှတ်ပေးချန်ပီယံဖြစ်တယ် Bring Flight Flight နှလုံးအပြင်ကို Asia အနေနဲ့ Champion League Champion League ဆိုတာ PSG ကအသေးအံလိုချင်နေတာဒီ Air Khalifa တို့ပိုင်လိုက်ပြီးတဲ့နောက်ပိုင်းခွဲလိုက်ပြီးတဲ့ Qatar ပိုင်ရှင်တွေဝယ်လိုက်ပြီးနောက်ပိုင်းတွေက BFG သင်းကငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအများကြီးပဲကဘာကျော်ကစားသမားတွေကျွန်တော်ဒီသင်းမှာပြည်သက်တွေအားလုံးမှတ်မိနေကြအောင်မယ် Movit တို့ရှိတယ် The Cavani တို့ရှိတယ် Di Maria တို့ရှိခဲ့ဘူးတယ်အများကြီးပဲ variety တို့ရှိခဲ့ဘူးတဲ့ lavazi တို့အများကြီးပဲတည်တည်ကျဲခွေးကစားမတွေနောက်ဆုံးဘယ်လောက်ထိဖြစ်လာလဲဆိုတော့ neymar messi kylian mbappe တကယ်ကိုကျဲဝင်းတိုက်စစ်ကစားမတွေ ਨੇ လုံးဝတကယ်ကိုသူတို့အောင်မြင်မှုတွေဒီ champion league ဖလားဆိုတဲ့အမြင့်ဆုံးဥရောပရဲ့ရှင်ပီယံဆိုတဲ့ဘွဲကိုရဖို့အတွက်ကို ရနိုင်တယ်များသူတို့အားလုံးကြိုးစားခဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကဘာကျော်နီးပြတွေလည်းအများကြီးခေါ်ခဲ့တယ်။အဆက်ဒေါ်လီတို့နီးပြမျိုးလည်းခေါ်ခဲ့တယ်။ဘလန်ဒိုလိုနီးပြတွေနဲ့ပြင်းတဲ့နီးပြတွေလည်းခေါ်ခဲ့တယ်။ပိုချက်တီနိုလိုနီးပြတွေလည်းခေါ်ခဲ့တယ်။တူခဲတို့အများကြီးပဲတူချဲကိုလည်းခေါ်ခဲ့တယ်။အများကြီးပဲသူတို့အပြောင်းလဲတွေလုပ်ခဲ့တာတွေအောင်မြင်တဲ့အောင်မြင်ဖို့လက်တကန်းလို2019-20မှာရောက်ခဲ့တယ်။ဒါပေမဲ့ final မှာဘိုင်မြူနစ်ကိုရှုံးပြီးတော့ဒါချန်ပီယံလိသူတို့ရဲ့အိမ်ဘက်ကအဲ့မှာလည်းပြတ်ပြားခဲ့ရတယ်။ဒါပေမဲ့ဒီချိန်မှာတော့ရမယ့်ရတော့လည်း ဘာဘီထွက်သွားတဲ့ပထမဆုံးရာသီနေမာတို့မက်ဆီတို့မရှိတော့တဲ့အချိန်ရာမိုလုံစားမမျိုးတွေမရှိတော့တဲ့အချိန်မှာလူငယ်ကစားသမားတော်တော်များများအားလုံးပြောနေကြတဲ့အတိုင်းပဲပေါ့လေအဲ့တော့ PSG က one man team မဟုတ်တော့ဘဲနဲ့ unity team ဖြစ်သွားတာဒါကတကယ်ဘောလုံးတင်းရဲ့ဟန်ပန်အပြည့်ပေါ့နော်အဲ့တော့ဘောလုံးမှာကျွန်တော်ဒီမှာထပ်ပြီးတော့ဒီမှာလူရဲ့ internet နဲ့ PSG ကပေးလိုက်တဲ့ message ကတူကောင်းတစ်ယောက်ကောင်းဗကစားအောင်မဟုတ်ကစားလို့ရတယ်အဲ့တူကောင်းတစ်ယောက်ကောင်းပေါ်မှာလည်းမိခိုးပြီးတော့အထိုက်လျောက်အောင်မြင်မှုတွေယူလို့လည်းရကောင်းရနိုင်လိမ့်မယ်ဒါပေမဲ့ တကယ်တမ်းအကြီးမားဆုံးအောင်မြင်မှုတွေယူခြင်းနေဆိုရင်တော့တက်ရောက်ကောင်းနဲ့တဦးကောင်းနဲ့တစ်ချက်ကောင်းနဲ့မရနိုင်ဘူးမရဘူးတသင်းလုံးကတက်ညီလက်ညီနဲ့ဒီလို unity ဖြစ်နေတော့မှ perfect ဖြစ်နေတော့မှပဲဒီလိုအမြင့်ဆုံးအောင်မြင်မှုတွေရမယ်ဆိုတော့သင်ခန်းစာပေးသွားဘာပေးလို့စားမမျိုးမရှိတာကိုဘာမှ view site ရမလို့ပဲနဲ့ Dembele Dure တို့ပြီးတော့နေရာတရားမှဒါ January မှာအငှားနဲ့ခေါ်ထားတဲ့ Cavara Kilia လို့ねဖြည့်ရှင်းသွားတယ်။ Bagola လည်းနောက်မှာအရန်တဲ့အဲ့ကစားသမားတွေရဲ့ခြေရောက်တစ်ထပ်တည်းလိုက်နိုင်နေဆိုတော့တိုက်စစ်မှာက ကြက်ပွင့်ကစားမှမရှိဘူးဒမ်ဘီလီတယောက်တော့ပဲထိုးထွက်ပြီးရှိနေရဆိုပေမဲ့တကယ်ကိုအလုပ်ဖြစ်လုံးနေအဲ့တော့ဒီအပြောင်းလဲပေါ့ PSG ရဲ့ transition အပြောင်းလဲတကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ကိုရိုင်းရောဘောလုံးပဲပြည်သက်တွေရော PSG ဒီလိုအောင်မြင်မယ်လို့ဘယ်သူမှမထင်ထားဘူး Liverpool Premier League Champion ဖြစ်သွားတယ်လို့ပဲ Liverpool ဒီနှစ်မှာ Arsenal နီးပြအပြောင်းလဲဖြစ်တဲ့တဲ့ကြောင့် Champion ဖြစ်လိမ့်မယ်လို့မထင်ဘူးရာသီစဒါပေမဲ့မထင်လောက်အောင်ကိုကောင်းပြီးတော့တကယ်ကိုထက်ထက်တန်တန် Champion ဖြစ်သွား PSG ကလည်းဘာပေထွက်သွားပြီသူတို့ရဲ့ကျယ်စုကစားမတွေမရှိတော့လူငယ်ကစားမတွေနဲ့ပြန်တီဆောက်ဖို့ယူနေတဲ့အားယူနေတဲ့အချိန်မှာတော့ တခုခုတော့လူငယ်တွေအစွမ်းနဲ့ကျွန်တော်ဒါစာလောင်မှုတွေနဲ့လူငယ်တွေရဲ့ဒီအကြောက်လန့်မရှိကစားတုံ့ပြန်ပုံတွေကြောင့် response တွေကြောင့် PSG ကိုသတိတော့ထားရမယ်ဆိုရင်မဲ့ဒီ champion ဖြစ်လောက်တဲ့အထိတော့လုံးဝမထင်ထားခဲ့တာအမှန်ပဲဒါအယူသားဆုံးပြောတာဒါပေမဲ့ဒီအချိန်မှာတော့တကယ်ကိုအထိုက်အတန်ဆုံး champion ဘာစီလိုနာတက်လာလဲ PSG နိုင်သွားလိမ့်မယ်လို့ပဲခံစားမိတယ်စီးမှုမှာ PSG ပူတာပါပူတာလဲခံစစ်လဲမာလဲကွင်းလဲရလဲတိုက်စစ်ကောခံစစ်ကောလုံးဝဟန်ချက်ညီအောင်ကစားပေးနေတဲ့ Vitinha, Jao, Nivet, Fabian Ruiz ရဲ့ကွင်းလဲက တဦးကောင်းတယောက်ကောင်းနာမည်ကြီးကစားမှမရှိဘူးဒါပေမဲ့တကယ်ကို collective work မှာတကယ်ကောင်းတယ်တဦးချင်းပါလေတကယ်ကို impact တွေကျွန်တော်မြင်ရတယ်တိုက်စစ်မှာလည်းအလုံးလုံးနိုင်တယ်ခန်းစစ်ကလည်းတကယ်ကို solid ဖြစ်တဲ့ Gunma Donara မှာလည်းတကယ်ကိုလုံးဝဟို void တစ်ခုလိုပဲခန်းစစ်ကြောင်းကိုလုံးဝ safe flight ယူပေးထားတယ်ဆိုတော့တကယ်ကိုအားရစရာကောင်းပါအဲ့တော့ Louis Enrique ဒီပြောင်းလဲသွားတဲ့ပုံစံတွေ Louis Enrique ကတိဆောက်သွားတဲ့ပုံစံတွေကိုဆုံးတော့ဘယ်လိုမြင်လဲဒီ PSG ကတကယ်ကိုဒါသူ့ရဲ့ prime time ရောက်သွားပြီလို့ပြောလို့ရလားဒီလူငယ်ကစားသမားတွေနဲ့ဆိုရင် ်တရကြီးကလာမဲ့၄၅နှစ်လောက်မှာတကယ်ဥရောပရဲ့အကြောက်စရာအကောင်းဆုံးအသင်းလို့တော့ပြောလို့ရမယ်ထင်ပါတယ်ကိုစုံတော်အမြင်လေးလူ့အင်ရစ်ဒီတရကြီးအသင်းကိုပုံစံပြောင်းယူသွားတဲ့ပုံစံတွေဘာပေလို့မရှိတော့မှပိုကောင်းလာတဲ့အခြေအနေကိုဘယ်လိုခံစားမိလဲဒါအရန်ကိုအထင်ကြီးရပါတော့ကျွန်တော်တို့ဆိုလဲဒါချန်ပီယံလိဆိုတာအခုဒီအိမ်မက်မက်ခွင့်မရှိသေးတဲ့ပေးသက်တယောက်အနေနဲ့ပြောမယ်ဆိုရင်လူအင်ဒရီလိုနီးပြမျိုးသားဆိုရင်ငါတို့အသင်းလဲအောင်မြင်နိုင်တဲ့အတွေ့အမျိုးကိုစင်ပွားပြီးတော့ခန်းစားလိုက်ရပါတော့။အဲဆိုကျွန်တော်တို့လည်းချန်ပီယံလိဆိုတာကိုအရန်ပေးသက်တွေအားလုံးလိုချင်နေကြဒါပေမဲ့ လက်တကန်းအလို့ထိရောက်ခဲ့တယ်အနည်းဆုံးရောက်ခဲ့ပြီးမှမဖြစ်ခဲ့ဘူးပေါ့နော်ဒါစီမီမှာ PSG ချန်ပီယံဖြစ်သွားတဲ့ PSG ကိုပဲရှုံသွားခဲ့တယ်ဆိုတော့ဒါလူးအင်ဒရစ်ကိုတော့ကျွန်တော်ဒါလုံးဝတရားခိုင်နှုန်းဒီအောင်မြင်မှုမှာသူ့ကိုတော့ကျွန်တော်အတိမတ်ပြုတ်ခြင်းတယ်သူပြောင်းလဲလိုက်တာအများကြီးတော့မဟုတ်ဘူးဗျသုံးလေးနေရာလာပဲသူ main ပြောင်းလဲသွားတာခန်းစစ်ကြောင်းမှာမာကင်ဂျိုးနဲ့တွဲကစားတဲ့အရင်က BL တို့လိုလိုကင်ပန်ဘီတို့လိုကစားမမျိုးတွေရှိဒါပေမဲ့အဲ့နေရာမှာသူပါချိုအရာခေါ်လိုက်တယ်ပါချိုဆိုရင်ဒီသင်းကိုယောက်လာမှဒီလိုအဆင့်ဆိုတာကိုပြည့်သက်တရားတီးခဲ့ကြတာကျန်တဲ့ ဟာကီမီတွေမန်ဒက်တွေကအရင်တည်းကရှိပြီးသားဒေါ်နာရမာလည်းအရင်တည်းကရှိပြီးသားကွန်းလယ်၃ယောက်ဆိုလည်းကွန်းလယ်မှာဗီတင်ညာရဲ့ဂျောင်နီဗတ်ရဲ့ဖျော်ပယံယူရစဲကသူလက်ထက်ရောက်မှသူခေါ်လိုက်တာမျိုးမဟုတ်ဘူးနော်ရှိထားပြီးသားစာသမားတွေကိုသူပုံစံပြောင်းလိုက်တာဗီတင်ညာဆိုရင်ဒီလိုအစ်စ်ရောက်လာမယ်လို့တော့မထင်ခဲ့တာဗီတင်ညာလွန်ခဲ့တဲ့၄-၅နှစ်လောက်ကိုပြန်ကြည့်ရင်ဝူမာတော့နေရာမရခဲ့တဲ့ကစားသမားပေါ်တီပေါ်တူဂီရဲ့လူငယ်တွေတဲကတက်ရောက်ပေါ့ဘာမှအဲ့လောက်ကြီးလောက်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 ပြသေးတဲ့ကစားသမားဒါဒီကစားသမားကကွန်းလယ်ရဲ့ဒီအကောင်ဆုံးကွန်းလယ်မှာဘောလုံး ဟိုဒီ controller တယောက်ဖြစ်လာတယ်ပြီးတော့ဂျောင်၄ဘက်လို့အကြီးသေးရှိတဲ့လူငယ်သားသမားကိုထိတ်တန်း level မျိုးမှာတင်းတင်းတယ်တယ်နဲ့ဒီလို level မျိုးရအောင်လုပ်ပေးနိုင်ခဲ့တယ် Fabian Roos လို့နည်းနည်းလေး interrated ဖြစ်တဲ့ကစားသမားကလည်းအကောင်းဆုံးခြေစွမ်းနေရခဲ့တယ်ဆိုတော့ဒီ quick lap မှာလည်းဘာမှသူ့ရဲ့ကစားဟန်ကဘာမှပြောစရာမရှိဘူးတစ်ဖက်စစ်စစ်စစ်ကစားတဲ့ကစားသမားတယောက်မှမရှိဘူးအကုန်လုံးကဘောလုံးကိုလိုသလို control လုပ်နိုင်တဲ့ကစားသမားတွေနဲ့ကစားသွားတယ်တိုက်စစ်ကတော့အကြီးမားဆုံးပြောင်းလဲဘူးတိုက်စစ်ကတော့မပြောင်းလဲဘူးလို့ကျွန်တော်လုံးဝပြောလို့မရဘူးဘာလို့ဆိုတော့ဒမ်ဘီလီလိုဒိုင်ယာရီနဲ့နဗန်းလုံးပြီးတော့ကစားသမားဘဝအဆိုးဆုံးအခြေအနေနဲ့ ကြုံခဲ့ရတဲ့ကစားသမားကလက်ရှိဘောလွန်ဒေါ်ဆုအတွက်ဒါ favorite ဖြစ်ဆုံးကစားသမားဖြစ်လာတယ်။ဒီယာဒီပြိုင်ပွဲစုံ33ကိုဂိုးဖန်တီမှု73ချိန်နဲ့စုစုပေါင်း46ကိုရအောင်ဆွမ်းဆောင်ခဲ့ပြီးသူရဲ့တဦးချင်းရလည်းအောင်မြင်မှုတွေအရန်ကြောက်စရာကောင်းတယ်။ချန်ပီယံလိရဲ့ဒါအကောင်ဆုံးကစားသမားဆုရခဲ့တယ်။လီဂူးပြိုင်ပွဲရဲ့အကောင်ဆုံးကစားသမားဆုရထားတယ်။လီဂူးပြိုင်ပွဲရဲ့ရွှေဖနက်ဆုရထားတယ်။ဟုတ်ကဲ့။အများကြီးပေါ့နော်ပြည်တွင်းဖလားတော်လုံးလည်းရထားတယ်။ယာဒီဂျိုဒီဖလားပါပေါ့မယ်ဆိုရင်ဒါအောင်မြင်မှုက quarter ပဲ၄လုံးတောင်ဖြစ်နေပြီလို့ပြောလို့ရတယ်။တကယ်လည်းထပ်ပြီးတော့ သူ့ရဲ့တအူးချင်းမှာအမြင့်ဆုံးဖြစ်တဲ့ဘောလွန်ဒေါ်ဆုအတွက်လည်းသူနဲ့ရမယ်အပြိုင်အမယ်နေရာမှာဆူပလာအောင်မြင်မှုတွေပါထည့်ပေါင်းမယ်ဆိုရင်သူကပို့ပြီးတော့ favorite ဖြစ်သွားပြီလို့ပြောလို့ရတယ်ပြီးတော့ Kvaratskhelia လို့ရာသီဘောမှာခေါ်လိုက်တဲ့ကစားသမားရဲ့ကြိုးစားအားထုတ်မှုအတင်းပေါ်မှာ impact ကအရန်ကြောက်စရာကောင်းတယ်သူကကြတော့ယူယူရှင်းရှင်းနဲ့ကစားတဲ့ကစားသမားဟုတ်ကဲ့တိုက်စစ်ရောက်သွားပြီဆိုတော့သူတိုက်စစ်အတွက်အင်တိုင်းအားတိုင်းနဲ့တိုက်စစ်ကိုလိုက်ပါကစားသလိုခံစစ်ပို့ပြီးအားရစရာကျင်တတ်စရာကောင်းတာသူ့ရဲ့ဒီခံစစ်လိုက်ပါပြီးတော့ကုညီနိုင်မှုရဒီ Champions League ဘောလုံးပွဲမှာထပ်မြင်လဲရတာခံစစ်စုံကိုယ့်ရဲ့ အုံးတတ်တဲ့ရောက်ပြီးခန်းစစ်ကိုလိုက်ကူပြီးတော့ပြိုင်မဲ့ချက်တော့တဲ့ဘောလုံးအသေးအံလိုက်ဆဲသွားတာမျိုးကဘယ်တိုက်စစ်ဇာတ်မားစီမှာဒီလိုစိတ်တယ်မမြင်ရဘူးဆိုတော့သူဆိုလဲဂျော်ဂျီယာလိုနိုင်ငံဥရောပရဲ့နိုင်ငံအသေးလေးဘောလုံးနဲ့ပတ်သက်ရင်ဘာမှအများကြီးအစင်လာမရှိတဲ့နိုင်ငံတွေပေါ်ထွက်လာပြီးတော့ကမ္ဘာထိပ်တန်းအဆင့်ဥရောပအဆင့်ကိုရောက်လာပြီးတော့အကောင်းဆုံးပြောင်းလဲနိုင်ငံနောက်တစ်ယောက်ကတော့အသက်16နှစ်နေရွယ်နဲ့တကဘာလုံးကိုအော်မင်သက်တော်လုပ်ပြနိုင်ခဲ့တဲ့ဒီဇိုင်းဒူရေးပါဒူရေးဆိုရင်ဒီနှစ်ကြာမှသူ့ကိုသိတာမနှစ်ကတည်းဒူရေးဆိုတာဘယ်သူမှလည်းမသိဘူး ီ PSG တင်းရဲ့လူငယ်တယောက်လိုပဲဒီတလောက်အလားလားရှိတဲ့ကစားသမားလို့လည်းမထင်ဘူးကိုကချန်ပီယံလိရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုရဖို့တေချာနေတယ်လို့ဒီလူငယ်အကောင်းဆုံးရွှေဘော်လုံးဆုတောင်သူကပိုပြီးရေပန်းစားတဲ့ကစားသမားဖြစ်လာဒူရီကကိုယ်တိုင်နှစ်ကိုးသွင်းတယ်တကိုးဖန်နေတယ်ဒမ်ဘီလီဆိုရင်သူ့ရဲ့တရာဒီလုံးခြေစွမ်းအရန်ကြောက်စရာကောင်းပြီချန်ပီယံလိရဲ့ဒီဘောလူပွဲမှာလည်းဒမ်ဘီလီကတူးချင်းရအရန်ကြီးထင်ပေါ်အောင်ကစားနိုင်ပေမဲ့အရန် impact ရှိတဲ့ကစားဟန်နဲ့သူ့ရဲ့ဖန်တီးမှုတွေသူ့ရဲ့ဒီလိုက်ပါကစားမှုပေါ့နော်ဒီ ကွင်းလက်ဒီလိုက်ချိတ်ကစားတယ်လိုအပ်တဲ့နေရာလိုက်ဖြစ်ကစားတယ်သူကတနေရာတည်းမှာကစားတာမဟုတ်ဘူးတိုက်စစ်၃နေရာလုံးကိုအဆင်ပြေသလိုလိုက်ပြီးဒီတိုက်စစ်၃နေရာလုံးကရွေ့ကစားသွားတာဒမ်ဘီလီရဲ့အခန့်ကဏ္ဍကလည်းကျွန်တော်လုံးဝမေ့ထားလို့မရဘူးဆိုတော့တေချာတာကတော့ဒီအောင်မြင်မှုမှာလိုဝစ်အန်ရီကေရဲ့ပြောင်းလဲလိုက်မှုပြီးတော့ကစားသမားတွေရဲ့တူချင်းရဲ့အားသာချက်အားနည်းချက်တွေကိုအသေးစိတ်ဒီလိုလှုပ်လိုက်နိုင်တာကတကယ်ဟိုဒါကျွန်တော်တို့ဘောလုံးလောကအတွက်အတူယူစရာပါတခြားအောင်မြင်မှုတွေမမမမမနဲ့စာလောင်နေတဲ့အသင်းတွေကဒီလိုနှိမ့်ပြမျိုးတွေအတွက် ဒါစံနမူနာယူစရာပဲဆိုတော့ဒီအောင်မြင်မှုတော့တော့တသိန်းလုံးကိုချီကျူးတာမှန်ပေမဲ့လိုအန်ရီကေရဲ့ဥဆောင်နိုင်မှုသူ့ရဲ့ပြောင်းလဲပေးနိုင်မှုကိုပို့ပြီးကျွန်တော်အသိမပြုချင်ပါဘူး